ဆိုင်ကြီးရနေတို့ရဲ့မထင်မှန်ထားလောက်အောင်ခန်းသားလုံးနဲ့ကြွယ်ဝချမ်းသာမှုများဗြိတိန်များလုံးဝမင်္ဂလာပါခင်ဗျာရွှေရောအမတ်ခွန်ရှိကောင်းအလိုင်းအချင်းကနေပြန်လည်ကြိုဆိုလိုက်ပါရင်ခရစ်စတီယာနိုရနေတို့ဟာဘောလုံးသမားတွေတင်လောကလာစာအများဆုံးကစားသမားဖြစ်ပါရင်အသက်ရှူတိုင်းမွေးနေတတ်တော့လဲဝင်နေသူဖြစ်ပြီးကွင်းလွင်းနေမကကွင်းပြင်ပမှာပါဒေဒီချေအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားသူပါရနေတို့ဟာပြီးခဲ့တဲ့နှစ်ကလည်းဒူဘိုင်းမှာရှိတဲ့ဘီလီယံနာကျွန်းမှာအင်မတန်ကြီးမားတဲ့အင်ဂျီတလုံးကိုဝယ်ယူခဲ့တယ်လို့သိရပါရင်အနေစာအသင်းရဲ့စူပါစတားကြီးရနေတို့ဟာအသက်အားဖြင့်39နှစ်ကျော်40နာနီးနေပြီဆိုပေမဲ့ ထိတ်တန်းအဆင့်စွမ်းဆောင်ရည်ကိုပြသထားနိုင်တော့မယ်ဖြစ်ပါတယ်ရနေဒိုအန်နဆာအသင်းမှာတနင်္လာကလစာပေါင်195တန်းထိရရှိနေသူဖြစ်ပါတယ်ဘုံပရက်စ်တင်ထဏာရဲ့ဖော်ပြချက်အရဒူဘိုင်းမှာဘီလီယံနာကျုံးလုံးလူတီများတဲ့ဂျမရီဘေးကျုံးမှာရနေဒိုအိမ်လုံးကိုဝယ်ယူခဲ့တာပါဘီလီယံနာတွေသာနေထိုင်နိုင်တဲ့ကျုံးဖြစ်တဲ့အတွက်အဆိုပါအိမ်ကြီးဟာပေါင်ပေါင်းမီလီယံနဲ့ချီပြီးတော့တန်ကြီးရှိတာဖြစ်ပါတယ်ဘီလီယံနာကျုံးဟာ2019ခုနှစ်ကမှအိမ်အားတွေဝယ်ယူခွင့်ပြုခဲ့တာဖြစ်ပါတယ်ရနေဒိုဝယ်ယူခဲ့တဲ့အိမ်ချမ်းမြောင်မီတာပေါင်း3000ကျယ်ဝန်းပြီးအိမ်ကန်းစုစုပေါင်း6ခန်းထိပါရှိရပါ ကိုပိုင်ကမ်းခြေလဲပါသလိုကားခုနှစ်စီးလဲပါကင်ထိုးလို့ရတဲ့ရှင်းဝန်းလဲပါရှိရဖြစ်ပါတယ်။ဒါအပြင်ကိုပိုင်စပါလဲရှိပြီးဒူဘိုင်းမြို့ရဲ့မြို့လယ်ကောင်မြင်ကွင်းကိုအတိုင်းသားမြင်တွေ့ရနိုင်တဲ့ရေကူးကန်လဲပါရှိပါတယ်။ရနေဒိုဟာဆိုပါအိမ်မှာအမြဲတမ်းနေမှာမဟုတ်ပဲရန်ဖန်ရန်ခါမှသာအတူနေချစ်သူဖြစ်တဲ့ဂျော်ဂျီနာရိုဒီကွန်းနဲ့အတူသွားရောက်အပန်းဖြေမှာဖြစ်ပါတယ်။ငယ်စဉ်ဘဝကဆင်းရဲခဲ့ပေမဲ့ရနေဒိုဟာလက်ရှိချိန်မှာတော့တိုင်းတာလို့မရနိုင်လောက်တဲ့အထိကျေဝချမ်းသာနေသူပါ။သူကအန်အစာအသင်းကနေရရှိတဲ့လောကလာစာတွေအပြင်ကိုပိုင်ဘရန်ဖြစ်တဲ့ CR7 ကနေလည်း ဘောလုံးကန်ဖနန်အမျိုးသားအတုံးဆောင်ပစ္စည်းရေမွေးအစားရှိတဲ့ပစ္စည်းတွေကိုလည်းထုတ်ဝေထားသူဖြစ်ပါရင်လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Instagram နဲ့ Facebook တို့မှာလည်း post တင်တိုင်းတန်းတဲ့ချီစပွန်ဆာမွေကြီးရရှိသူပါသူရဲ့ YouTube Channel ကနေလည်းနေ့စဉ်ဝင်ဝင်တွေတောက်တောက်လည်းရနေသူဖြစ်ပါရင်ပြီးခဲ့တဲ့လပိုင်းကပဲ Ronaldo က Binance နဲ့ Million ချီစာချုပ်ထုတ်ခဲ့ပါသေးတယ်ဘောလုံးတော်၅ဆုရှင် Ronaldo ကဒေါ်လာ80တန်နဲ့ Gastrain အမီရှိကိုပိုင်ချက်လင်ကိုပိုင်ဆိုင်ထားပါသေးတယ် အစပိုင်းမှာလူပေါင်း80စီးလို့ရပြီရိုနယ်ဒိုဟာဆော်ရီအာရေဗျာကနေပေါ်တူဂီကိုပြန်တိုင်းစီးသလိုအမေရိကနဲ့စပိန်ကိုလည်းတွားရင်စီးနေတာဖြစ်ပါတယ်လူပေါင်း80ကျော်ဆန့်ပေမဲ့လင်းအပေါ်မှာလင်းအဖွဲ့ဝင်တဲ့ရိုနယ်ဒိုတို့မိသားစုဝင်တွေကစီးနေရတာပါနာမည်ကျော် celebrity man ရင်ကိုပိုင်းဇိန်ခံသင်းမောရှိတယ်ဆိုတဲ့အတိုင်းရိုနယ်ဒိုမှလည်းရှိပါတယ်ရိုနယ်ဒိုဟာရီယို6တန်းတန်ပေ60ရှိလျားတဲ့ Azumis Grandi Matri 27အမည်ရှိဇိန်ခံသင်းမောကိုပိုင်ဆိုင်ထားပါတယ်သင်းမောမှာအိတ်ခန်း6ခန်းပါဝင်ပြီးရိုနယ်ဒိုဟာမိသားစုနဲ့အားလည်းခီးတွေမှာအသုံးပြုကြတာပါ Ronaldo ရဲ့ Instagram အကောင့်မှာလည်းအများအတင်းလေးရှိတဲ့သင်္ဘောကအဆိုပါသင်္ဘောဖြစ်ပါရင် Ronaldo ကကားတွေစုဆောင်းရတာကိုဝါသနာပါပါရင်ကဘာပေါ်မှာအရှားပါဆုံးကားမျိုးစားများစွာကိုသူ့ကားကိုယ်တော်ထဲမှာထည့်သိမ်းထားတာဖြစ်ပါရင်အဲဒီကောင်မှာဈေးကြီးဆုံးက Bugatti Cinto Dinsin ကားပဲဖြစ်ပါရင်ကားတန်ကြီးကရိုး၈တန်းရှိတာဖြစ်ပါရင်ဒီကားဟာ limited edition ဖြစ်ပြီးကဘာပေါ်မှာစေးကြီးပဲရှိတာပါမင်းကောင်ရင်အား1600ရှိပြီးနှစ်သက်မှ၄စက္ကန့်မှာမိုင်ပေါင်း60ထိပြေးနိုင်တာဖြစ်ပါရင် Redo တဲ့ပုံနေတဲ့အခါသတိထားကြည့်မယ်ဆိုရင်သူ့ရဲ့လက်ကောက်ဝတ်မှာစိန်နာရီဝတ်ဆင်ထားတာကိုသတိထားမိပါပါ။ ရနယ်ဒိုဟာကားတွေစုဆောင်းရတာကိုဝါသနာပါသလိုနိုင်လည်းအမျိုးမျိုးစုဆောင်းရတာဝါသနာပါပါရင်နိုင်မှာစိန်ပေါင်းများစွာပါပြီးနိုင်ရဲ့တန်ကြီးကပေါင်း9,900ရှိတာပါဒါတွေမကသေးပါဘူး sorry အာရီဘီယာကနေလက်ဆောင်ပေးထားတဲ့ပေါင်တန်း20တန်းအစင်းရောင်အနက်ရနိုင်လက်ဆောင်ပေးထားတာလည်းရှိနေပါတယ်ရနယ်ဒိုကတော့ရနယ်ဒိုပါပဲရနယ်ဒိုဟာပေါ်တူဂီမာလဲကိုပိုင်ပြတိုင်းရှိပြီးသူရဲ့ကစားမဘွားမှာရရှိထားတဲ့အောင်မြင်မှုတွေကိုခင်းကျင်းပြသထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါပဲ နောက်နေ့မှာလည်းအကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်ချွတ်လိုက်ရပါတယ်ခင်ဗျာ